ေဖိအားနှင့်ရဝန်အခြေအနေအတည်ပြုချက်6/2025/1389ခုနေုံလပြည့်ကျော်9ရက်2025ခုနှစ်ဇွန်လ18ရက်တတိုင်းထွာရရှိသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်8နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေဩအနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနှင့်ရဝန်သည်ဆက်လက်တည်ရှိနေပါသည်နှစ်ခန့်မှန်းချက် အဆိုပါလေဖိအားနှင့်ရဝန်သည် အနောက်မြောက်ဘက်သို့ဖြင်းညင်းစွာဆက်လက်၍လျားနိုင်ကလာမိ24နာရီအတွင်းအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်နှင့်ဩရိတပြည်နယ်မြောက်ပိုင်းကမ်းခြေတို့သို့၎င်းလာမိ48နာရီအတွင်းအိန္ဒိယနိုင်ငံဩရိတပြည်နယ်အတွင်းသို့၎င်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။သုံးမြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါလေးဖီအားနှင့်ရဝန်း၏အချိန်ကြောင့်၎င်းမုတ်တုံလေးအားကောင်းရာမှအလုံးကောင်းနေမှုကြောင့်၎င်းယနေ့မှစ၍ 22ရက်6လ2025ရက်နေ့အတွင်းတပြည်လုံးတွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့လိုင်းမြင့်မှ6ပေမှ7နှစ် ပေခန့်အထိရှိနိုင်ပါသည် ကိုစိတ်နှစ်ဖြာစမ်းမရှင်လန်းကြပါစေ